တခါတော့ငါတောင်ကုန်းတောင်ရမ်းနေရဲ့တောင်ထိပ်ပေါ်မှာတဲလေးနဲ့နေတဲ့မိသားစုတစုရှိပါတယ်။အဲ့ဒီမိသားစုကိုဥဆောင်နေတဲ့သူကတော့အိမ်တော်ဦးစီးဖြစ်တဲ့အမျိုးသားနဲ့သူ့ရဲ့သားအသက်15နှစ်အရွယ်ကောင်လေးနှစ်ယောက်ကနေဥဆောင်နေပါတယ်။အဲ့တော့သူတို့လုပ်ငန်းကဘာလုပ်တာလဲဆိုတော့သူတို့ဒီတစ်ပင်နေခုတ်တယ်။ရလာတဲ့ပင်စီတွေကိုနော်ရလာတဲ့တစ်ပင်တွေကိုမြို့ထဲကိုသွားရောက်နေအလုပ်ပါ။ နော်အဲ့တော့အဖေနဲ့သားကဒီလုပ်ငန်းကိုလုပ်တယ်သူ့ရဲ့သားလေးက15နှစ်ရှိပြီဒါပေမဲ့မြို့ပေါ်ကိုလည်းတစ်ခါမှမရောက်ဘူးနော်အဲ့တော့တငယ်ချင်းဆိုတာလည်းမရှိဘူးအဲ့ဒီမှာပဲနေတဲ့တနေ့ကိုဘာလို့လဲတစ်ပင်ခုတ်တယ်ရလာတဲ့တစ်ပင်လေးတွေကိုသူ့အဖေကဈေးထဲကိုသွားရောင်းတယ်ဒါပဲသူ့ရဲ့လုပ်ငန်းတငယ်ချင်းလည်းမရှိကြောင်းလဲတစ်ခါမှမတက်ဘူးအဲ့လိုနဲ့သူကအသက်15နှစ်တောင်ရှိနေပြီအဲ့တော့သူ့ဘဝမှာဒီတစ်ပင်ခုတ်တယ်မနဲ့တစ်ပင်ခုတ်တယ်နေခင်း စားကြရှိတာစားတယ်ညနေလာညဆိုရင်အိတ်တယ်ဒါသူ့လုပ်ငန်းပဲဒီလိုနဲ့သူက15နှစ်တောင်ရှိခဲ့တယ်တည့်ရတော့သူ့အဖေကဒီကလေးလေးကိုကြောင်းပို့ဖို့နော်ကြောင်းကိုတွားခိုင်းဖို့အတွက်သူဆုပ်ဖြတ်လိုက်တယ်ဆုပ်ဖြတ်ပြီးတော့မှသူ့သားလေးကိုပြောပြတယ်ငါသားမနေ့ဖြန်ကနေစပြီးတော့မှငါသားကြောင်းတွားရမယ်ချော့ကလေးလေးကကြောင်းဆိုတာလည်းဘာမှမသိပါဘူးအဲကြောင်းဆိုတာပါလေဘယ်မှာရှိတာလဲ ထပ်လို့မိပါတယ်။မေတော်သူ့ဖေကပြန်ပြောပြပါတယ်။ငါသာဟိုးတောင်အောင်မှာတွေ့လာ။အမိုးပြပြလေးနဲ့အဆောက်အဦရှိတယ်။အဲ့ဒီအဆောက်အဦကကြောင်းလို့ခေါ်တယ်။အဲ့ဒီကြောင်းမှာတွားပြီးတော့မှဒါကြောင်းတက်မယ်ဆိုလို့ရှိရင်ပညာတွေရနိုင်မယ်။နော်ပညာတွေရပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ပိုကောင်းတဲ့ဘဝတစ်ခုကိုငါသာရနိုင်မယ်။အဲ့လိုပြောပါတယ်။အဲ့တော့ဒီလူငယ်လေးပိုကောင်းတဲ့ဘဝဆိုတာလည်းမသိဘူး။ပညာဆိုတာလည်းမသိပါဘူး။ဒီလိုနဲ့သူဟာကြောင်းလာပြီးတော့မှတက်ပါတယ်။ အဲ့တော့ပထမဦးဆုံးကြောင်းတက်တဲ့ရက်မှာပဲတော့သူကြောင်းဆက်တက်တဲ့အချိန်မှာကြောင်းထက်ခေါင်းလောင်းထိုးတဲ့ကြားရတယ်ပြီးတော့မှဆရာလဲဝင်လာရောသူ့ရဲ့ဒီတငယ်ချင်းတွေကြောင်းသားတွေအားလုံးကထပြီးတော့မှဆရာကို ခီးဥစုပြုကြတယ်နှုတ်ဆက်ကြတယ်ကားတော့ပေးကြတယ်သူကလည်းကြောင်းသားတွေနဲ့အတူတူပဲလိုက်ပြီးတော့မှဆရာကို respect ပေးတယ်အဲ့တော့ဆရာကပြောလဲဆိုတော့အဲ့ဒီနေ့ကဒီနေ့ကတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ဘာလဲဆိုတာကို ပြောပြရမယ်ဒီတန်းလုံးကိုအဲ့တော့ what is your ambition ကျွန်တော်အဲ့လိုမေးလိုက်တဲ့အချိန်မှာကြောင်းသားတော်တော်များများကအကုန်လုံးပေါ့နော်အကုန်လုံးကထပြီးတော့မှပြောပါရတယ်။အဲ့တော့မင်းရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကဘာလဲဆိုတော့ကျွန်တော်ကလေမိုးကြီးဖြစ်ချင်တယ်။နော်ကျွန်တော်ဆရာအောင်ဖြစ်ချင်တယ်။ကျွန်တော်အင်ဂျင်နီယာကြီးဖြစ်ချင်တယ်။ကျွန်တော်ကကုံတယ်ပွဲစားကြီးဖြစ်ချင်တယ်။ဆိုပြီးတော့မှကလေးတယောက်ချင်းစီကသူတို့ရဲ့ဘဝရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်းတွေကိုထပြီးတော့မှပြောကြပါပါတယ်။ခုနကကြောင်းသားလေးကတော့အသက်ကတော့ကြီးပြီ။ဒါပေမဲ့ကြောင်းလည်းမတက်ဖူးဘူး။အထွေကြောင်းလည်းမရှိတော့သူ့ရဲ့အလှည့်ရောက်လာတဲ့ခါမှာတော့သူကဘာထပြောလဲဆိုတော့ ဆရာရယ်ရီမန်းချက်ဆိုတာပါလေအဲ့လိုမေးလိုက်ပါတယ်သူ့ဘဝမှာရီမန်းချက်ဆိုတာတော့တခါမှမကြောက်ဘူးပေါ့အဲ့တော့ဒီတောင်တောင်ရံထဲမှာရှိတဲ့ចောင်းသားတွေအားလုံးကဝိုင်းပြောင်းမှာရီရောက်ပါတယ်နော်အဲ့တော့ရီမန်းချက်ဆိုတာတော့မသိဘူးလားဒါတော့အသက်ကြီးနေပြီသူတို့ထက်လည်းအများကြီးကြီးနေပြီဆိုတော့ ဆရာကမရည်ဖို့လူတွေအားလုံးပြောလိုက်တယ်ပြောပြီးတော့မှရှင်းပြတယ် ambition ကြီးမားချက်ဆိုတာကတဲ့ကိုလိုချင်တာကဘာလဲကိုဘဝမှာဘာကိုလိုချင်တာလဲကိုဘလိုလူမျိုးဖြစ်လာချင်တာလဲကိုဘာလုပ်ငန်းတွေလုပ်ကင်ပြီးတော့မှဘဝကိုနေချင်တာလဲဒါကိုပြောတာเนาะအဲ့ဒါကြီးမားချက်အဲ့လိုပြောပါတယ်ပြောတော့ခုနကလူငယ်လေးကအဲ့ဒါဆိုရင်တော့ဆရာကျွန်တော်မှဘာကြီးမားချက်မှမရှိတော့ဘာမဟုတ်ဘူးမရဘူးเนาะအဲ့တော့လူဆိုတာကြီးမားချက်ရှိရတယ် နော်လူဆိုတာဖြစ်ချင်တဲ့ဘဝတစ်ခုရှိရတယ်အဲ့တော့ဖြစ်ချင်တဲ့ဘဝတစ်ခုရှိမှသာလျှင်အဲ့ဒီဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားမယ်ရောက်အောင်သွားနိုင်မှသာလျှင်ဥတီချက်ရှိတဲ့သူဖြစ်လိမ့်မယ်အဲ့လိုပြောပါတယ်တော်တဲ့ချိန်မှာလူငယ်လေးကစဉ်းစားပြီးတော့မှအဲ့ဒါဆိုလို့ရှိရင်တော့ဆရာကျွန်တော်ဖြစ်ချင်တဲ့ဘဝကိုကျွန်တော်ရောက်ပြီးသားဖြစ်တယ်ရောက်ပြီးသားဖြစ်တယ်အဲ့ဒါဆိုတော့ဘာယူမှန်းချက်မှထားเสียမလို့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကမနက်မှာတစ်ပင်ခုတ်တယ်ကျွန်တော်အဖေက တစ်ပင်နေယူပြီးတော့မှမျိုးရဲကိုသွားရောက်နေရလာတဲ့ငွေနဲ့ကျွန်တော်တို့စားကြနေခင်းမှာစားကြတောက်ကြတယ်ညရောက်ရင်အိတ်တယ်ဒါကကျွန်တော်ရဲ့ဘဝပဲကျွန်တော်ရထားတဲ့ဘဝပြီးတော့ကျွန်တော်လိုချင်ထားတဲ့ဘဝပဲဆိုပြီးတော့မှပြောပါတယ်ပြောတော့ဆရာကအဲ့ဒါဆိုရင်တော့မင်းမားနေပြန်ပြီအဲ့တော့မင်းကအခုအဲ့ဒီဘဝကဒါမင်းအခုလောလောဆယ်ဖြစ်နေတဲ့ဘဝနော်ဖြစ်နေတဲ့ဘဝအဲ့တော့မင်းလိုချင်တဲ့ဘဝမဟုတ်ဘူးဆောမစ်စင်းသားကြီးအဲ့တော့ဒါကမင်းလိုချင်တဲ့ဘဝတစ်ခုဒါကမင်းရောက်နေတဲ့ဘဝတစ်ခုအဲ့ဒီ နှစ်ခုကိုကိုကအစီမရောက်ချင်တဲ့နေရာကိုသွားနိုင်မှာအဲ့လိုပြောပါတယ်အဲ့တော့ကောင်းလေးကဘာပြန်ပြောလဲဆိုတော့ဆရာအဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်ဒီမန်းချက်ပန်းနိုင်ဘဝမှာမရှိလို့ရမလားဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုသွားကျင်တဲ့နေရာမရှိဘဲနဲ့ကျွန်တော်ဘယ်နေရာမှသွားလို့မရဘူးကျွန်တော်မသွားနိုင်ဘူးဆိုပြောမှဒီကလေးတွေကလည်းခုနကပြောလိုပဲအဲ့ဒါဘာအပေါင်းအသင်းမှမရှိဘာအိုင်ဒီယာမှမရှိတဲ့ခါမှာ तू လုံးဝမတွေးနိုင်ပါဘူးเนาะ तू ဘဝမှာလည်းဒီတစ်ပင်ခုတ်တဲ့အလုပ်เนาะပစိန်သွေးတဲ့အလုပ် ဒါကိုပဲသူကြွန့်ကျင်ပါတယ်ဒါကိုပဲနေတိုင်းလုပ်ရတာဖြစ်ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့ဆရာကရှင်းပြရှင်းပြဟင်းနဲ့လုံးဝကိုကလေးကနားမလဲတော့ပါဘူး ambition ဆိုတော့လုံးဝရှင်းပြလို့မရအောင်သူပြောတာကဒါဒီဥတီချက်ရီမန်းချက်ပန်းနိုင်ကရှိကိုရှိရမှာလားမရှိလို့မရဘူးလားအဲ့တော့လောကကြီးမှာရောကျွန်တော်လိုမျိုးဒါရီမန်းချက်ပန်းနိုင်မရှိတဲ့သူတွေရှိတဲ့သူတွေမရှိဘူးလားအဲ့လိုပဲတောက်လျှောက်ပြောလိုပါတယ်အဲ့ဘလို့ပဲရှင်းရှင်းနားမလဲပါဘူးကြာလာတဲ့ခါမှာတော့ဆရာလည်းတော်တော်စိတ်ပြက်လာတယ်နောက်တော့ဘာဖြစ်လဲဆိုတော့ကောင်လေးက ညံလင်းပွင့်သွားပါတယ်ပွင့်သွားပြီးတော့မှဆရာကျွန်တော်ဖြစ်ချင်တာကျွန်တော်သိပြီကျွန်တော်ဖြစ်ချင်တာပါလဲဆိုတော့ကျွန်တော်အဖေလိုဖြစ်ချင်တာကျွန်တော်အဖေလိုပဲဒီပင်ခုတ်ခုတ်ပြီးတော့မှအဲ့ဒါလေးမြည်တဲ့သွားရအောင်ဒါပဲကျွန်တော်ဖြစ်ချင်တာအဲ့ချိန်မှာတော့ဆရာတော်တော်စိတ်ပြတ်သွားတယ်စိတ်ပြတ်သွားတယ်စိတ်ပြတ်သွားပြီးတော့မှဘာလုပ်လဲလဲဆိုတော့အဲ့ဒီကိုရပ်လိုက်တယ်အဲ့တော့ကလေးကပြန်လာတယ်ပြန်လာပြီးညရောက်တဲ့ခါမှာသူ့အဖေကိုမေးကြည့်တယ်ပြောပြတယ်အဖေသားရင်းနဲ့ဆင်မပြေခဲ့ဘူးအเจ้าမှာဘာကြောင့်လဲဆိုတော့ ဆရာကကျွန်တော်မှမဖြစ်ချင်တဲ့ဘဝတစ်ခုကိုနော်ဇွတ်ဖြစ်ခိုင်းနေဇွတ်ဖြစ်ခိုင်းပြီးတော့မှအဲ့နေရာကိုရောက်အောင်ကြွဖို့အတွက်ဟလာစ조사ခိုင်းနေကျွန်တော်ဖြစ်ချင်တာအခုတစ်ပင်ခုတ်တယ်ရောင်းနေတာပဲဒါကျွန်တော်ဘဝပဲအဲ့တော့သူကဘလို့ပြောနေတာလဲဆိုတော့တစ်ပင်နဲ့နောက်ထပ်ထက်ဆိုင်အဲ့တစ်ပင်နဲ့ရတဲ့တစ်ပင်နဲ့ဆိုင်ဆိုင်ထားတဲ့ဟာထပ်ခုတ်အဲ့လိုပြောနေတာဆိုတော့အဲ့ချိန်မှာသူ့ဖေနားလည်သွားပါတယ်နားလည်သွားပြီးတော့မှသူ့ရဲ့သားလေးကိုဘာပြောပြလဲဆိုတော့ငါသားငါသားကဘယ်ကောင်မှလည်းမရောက်ဘူးဘလို့အလုတ်ကင်နေကောင်မှလည်းငါသားဘဝမှာမမြင်ဘူး ဒါကြောင့်မလို့မင်းကဘောရမှာဘာမှမဖြစ်ချင်တာအာမင်းကိုဖေပြောပြမယ်အဖေဈေးထဲကိုသွားတယ်သွားတဲ့ခါမှာလူတိုင်းကအဖေတို့လိုတစ်ပင်ခုတ်ပြီးတော့ရောင်းနေသူတွေမဟုတ်ဘူးနော်အဲ့တော့မြို့ထဲမှာဆိုလို့ရှိရင်စေကန်းနေရှိတယ်စေကန်းနေမှာဆိုလို့ရှိရင်ဆရာဝန်တွေရှိတယ်နော်ဆရာဝန်တွေကလူနာတွေကိုစေကူပေးတယ်ငွေကြေးတွေရတယ်ချမ်းချမ်းသာသာအခန်းထဲမှာနေပြီးတော့မှ နေခွင့်ရတယ်အဲ့လိုပဲအဆောက်အဦကြီးတွေစောင့်နေတဲ့အင်ဂျင်နီယာကြီးတွေရှိတယ် နောက် engineer တွေဆိုလို့ရှိရင်အဆောက်အဦတွေဆောက်ပြီးတော့မှငွေကြေးအမြောင်များရတယ်။အဲ့လိုပဲကုန်တယ်ပွဲစားကြီးတွေရှိတယ်။နောက်ကုန်တယ်ပွဲစားကြီးတွေဆိုလို့ရှိရင်လည်းကုန်ရောင်းကုန်ဝယ်လုပ်ပြီးတော့မှထားပါတော့အဖေတို့ရဲ့တစ်ပင်တွေတစ်သားတွေဝယ်တယ်။ပြင်လို့စီကနေပြီးတော့မှထားပါတော့တစ်ချက်နဲ့ဝယ်ပြီးတော့မှနှစ်ချက်နဲ့ပြန်ရောင်းတယ်သူတို့မြက်တယ်။အဲ့တော့တစ်ပင်ပင်ပင်မမခုတ်ဆရာမလို့ပဲနေဝင်ငွေတွေရှိတယ်။အဲ့လိုနဲ့တညာလုံးပဲဒီကောင်လေးရဲ့အဖေကဒီကောင်လေးကိုစီပွားရေးဒီလုပ်ငန်းတွေအကြောင်းကိုရှင်းပြပါတယ်။ရှင်းပြတဲ့အခါမှာ ကောင်လေးအကုန်လုံးအချိန်မှနားလေသွားတယ်အဲ့တော့နောက်နေ့မှာတော့သူဘာလုပ်ကြလဲဆိုတော့စောစောကြောင်းသွားတယ်စောစောကြောင်းသွားပြီးတော့မှလမ်းမှာသူဘာတွေ့လဲဆိုတော့လမ်းမှာနော်အဲ့တော့နေရာတနေရာမှာမြက်ရိုင်းပင်တွေတွေ့တယ်နော်မြက်ရိုင်းပင်တွေတွေ့တယ်အဲ့တော့မြက်ဒီကဒီတိုင်းပဲပေါက်ချင်တယ်လို့ပေါက်နေတယ်အဲ့တော့နောက်ထပ်အဲ့ဒီမြက်ရိုင်းပင်တွေကိုကြော်သွားတဲ့ခါမှာတော့ဘာဖြစ်လဲဆိုတော့ဥယျာဉ်တစ်ခုကိုတွေ့ရတယ်အဲ့တော့အဲ့ဒီဥယျာဉ်ထဲမှာရှိတဲ့မြက်ပင်တွေကိုတော့ဥယျာဉ်မှုကအလှဆုံးပုံဖော်ထားတာကိုတွေ့ရတယ် เนาะဒါဒီအရင်းမြင်နေဒါဒီပုံဖွားလာတာဖြစ်တဲ့အရန်လာတယ်အဲ့တော့သူအဲ့ဒါတွေကိုလည်းမြင်ခဲ့ရတယ်မြင်ပြီးတော့မှเจ้าကိုသူအစောဆုံးရောက်တယ်စောဆုံးရောက်ပြီးတော့မှဆရာကနောက်ထပ်သင်ခန်းစာတက်မဲ့အချိန်မှာသူအဲ့ဒီသင်ခန်းစာကိုအတက်မခံသေးပဲနဲ့သူဆရာကိုထပြီးတော့မှပြောပါတယ်ဆရာကျွန်တော်ဘဝမှာတစ်ပင်ခုတ်တာပဲအရေးကြီးတယ်လို့ထင်ခဲ့တယ်เนาะတစ်ပင်လုပ်တဲ့လုပ်ငန်းကိုပဲအလုပ်တစ်ခုလို့ထင်ခဲ့တယ်ဒါကပဲအကောင်းဆုံးလို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်မင်းညအဖေနဲ့စကားပြောတဲ့အခါမှာ ကမ္ဘာပေါ်မှာလုပ်ငန်းတွေအများကြီးရှိတယ်။အဲ့ဒီလုပ်ငန်းတွေကကျွန်တော်တို့ထက်သက်သာတဲ့လုပ်ငန်းတွေကြီးပဲ။အဲ့တော့ကျွန်တော်ရဲ့ဘဝရည်မှန်းချက်ကိုပြောပါဆိုလို့ရှိရင်ကျွန်တော်ဆရာဝန်တစ်ယောက်ကျွန်တော်ဖြစ်အောင်ကြိုးစားခြင်းတယ်။အဲ့လိုပြောတဲ့အခါမှာတော့ကျောင်းဆရာရော အားလုံးဝိုင်းပြော်မှာလက်ခုပ်တွေတီးကြပါရယ်။လက်ခုပ်တွေတီးပြီးတော့မှဒီကောင်လေးရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုဝိုင်းပြော်မှာအကူအညီပေးပါရယ်။ကြာလာတဲ့အခါမှာတော့အဲ့ဒီလူငယ်လေးကတကယ်ကိုဘာဖြစ်လာလဲဆိုတော့ဆရာဝန်တစ်ယောက်ဖြစ်လာပြီးတော့မှလူတွေရဲ့အသက်ပေါင်းများစွာကိုခေတ္တနိုင်ခဲ့ပါရယ်။ ဒါဂျပန်နိုင်ငံမှာဖြစ်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုပါအဲ့တော့ဟုတ်ပြီဒီအကြောင်းအရာတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေလို့မြင်တဲ့မိတ်ဆွေကိုကျွန်တော်ကဗာပြောချင်တာလေဆိုတော့နော်ကျွန်တော်တွေဘဝတွေမှာလည်းဒီအတိုင်းပါပဲကျွန်တော်တို့ရီမှန်းချက်ပန်းတိုင်တွေရှိဖို့လိုတယ်နော်အဲ့တော့ကိုရောက်နေတဲ့နေရာနော်ခုနခုနကောင်းလေးဆိုလို့ရှိရင်သစ်ပင်ခုတ်တဲ့နေရာမှာလည်းပြောတယ်အဲ့တော့သူရောက်ချင်တဲ့နေရာကိုလည်းသူရောက်အောင်သွားမယ်အဲ့လိုပဲကျွန်တော်တို့ကကိုရောက်တဲ့နေရာကိုလည်းဘာလို့ရအောင်လဲဆိုတော့ပျော်အောင်နေရမယ်ပြီးရင်ကိုရောက်ချင်တဲ့နေရာကိုလည်း ရောက်အောင်သွားရမယ်ကိုကဘလို့လူမျိုးပဲဖြစ်ဖြစ်เนาะအဲ့တော့လူငယ်တွေဆိုလို့ရှိရင်လည်းဘာလို့ရမလဲဒီချိန်ခရက်ရီမန်းချက်ပန်းနိုင်ချပါရီမန်းချက်ပန်းနိုင်ကိုရောက်အောင်သွားပါအကိမ့်မျိုးကိုကစီပွားရေးလုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်ရော yearly target တွေရှိပြီလားတစ်နှစ်ကိုငါဘယ်လောက်ဖို့ရောင်းရမယ်ဆိုတာသတ်မှတ်ထားတာရှိလားတစ်လကိုဘယ်လောက်ဖို့ရောင်းဖို့အတွက်ဘာတွေအစီအစဉ်ဆွဲရမလဲဆိုတာကိုသိသိပြီလားအဲ့တော့အဲ့အဲ့ဒါတွေရောင်းရဖို့အတွက်ဘယ်လိုရောင်းရင်ကောင်းမလဲဆိုတာတွေရောချမှတ်ထားပြီးပြီလား ်နော် yearly target ချပြီးပြီလား strategy တွေဆွဲပြီးပြီလားနော်အဲ့ strategy တွေရဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာကိုချရေးပြီးပြီလားနောက်ထပ်9နှစ်နေရောကိုယ့်ရဲ့လုပ်ငန်းကဘာဖြစ်ချင်တယ်လဲဆိုတာသိပြီလား10နှစ်နေရောကိုယ့်ရဲ့လုပ်ငန်းကဘာဖြစ်ချင်တယ်လဲဆိုတာကိုရောသိပြီပြီလားအရင်ရေးကြည့်ပါနော်အဲ့တော့ကျွန်တော်တို့အဲ့လိုမှရည်မှန်းချက်ပန်းနိုင်မရှိဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့မှရောက်ချင်တဲ့နေရာလည်းမရှိတဲ့အတွက်မလုပ်ဆရာမှလည်းရှိမှာမဟုတ်ပါဘူး เนาะအဲ့တော့ဒီ date နေစာတို့ကနေ့တွေဒီအလုပ်တွေလည်းမှာပဲလဲပြီးတော့မှကိုရောက်ချင်တဲ့ပန်းနိုင်မျိုးရောက်မှာမဟုတ်တော့ပါဘူးအဲ့တော့အခုဒီ video ကြည့်နေလို့ငယ်နေမိတ်ဆွေဘဝမှာမလုပ်ရမယ်ဆိုတော့ပန်းနိုင်ချမှတ်ပါအဲ့ဒီပန်းနိုင်တွေကိုရောက်အောင်နေရောညရောအသေးတန်သွားပါစူးစမ်းမှုနဲ့သွားပါဇွဲလုံးလားနဲ့သွားပါအဲ့လိုပဲစီဝါရေးလုပ်ငန်းရှင်တွေဆိုလို့ရှိရင်လည်း ကိုယ့်ရဲ့တနစ်တာရောင်းခြင်းဘယ်လောက်ရောင်းနေတာလဲတစ်လဘယ်လောက်ရောင်းရမလဲဆိုတာတွေကိုချမှတ်ပါချမှတ်ပြီးတော့မှနေရောညရောအဖွဲလိုက်သွားမယ်ဆိုလို့ရှိရင်ဒေကြတဲ့သရိုးတွေရောက်ခြင်းတဲ့ပန်းတိုင်းကိုရောက်ကိုရောက်မှာဖြစ်ပါတယ်ဒီကြောင့်အနေနဲ့ကဒီဗီဒီယိုမှာအခုဒီဗီဒီယိုကြည့်နေလူငယ်နေမိတ်ဆွေဟာအကျိုးရစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးရစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းမယ် comment မှာပြရစလို့ရေးပြပါဦးဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ